ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာတော့ခေါ်ချိုကအွန်လိုင်းပညာကိုအသုံးပြုမိလို့ရှာရှိလာရမယ့်ဆိုဂျိုရီနဲ့ဒီမကောင်းတဲ့အွန်လိုင်းပညာကိုအသုံးပြုကြသူတိုင်းကမိမိပြုသမျှအရာတိုင်းကမိမိကိုယ်တိုင်ပဲဒီဘဝမှာရင်ပြန်ခံစားရမယ်ဆိုတာကို ဖြစ်ရမှန်ဇလန်းလေးတစ်ပုဒ်အနေနဲ့တက်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။သမိတ်ကောင်ရောင်လေးကတော့မြို့နေဆိုရင်အတော်လေးဝေးက အရန်ကိုအေဂျင့်တရားပြီးတော့အင်ဂျင်နဲ့ရွာလီတရားဖြစ်ပါတယ်။ကျော်တရားသားတွေကလည်းတအူးကိုတအူးချစ်ခင်ရင်းပြီးကြပြီးတော့ဘောနမတာကျင်းတွေလိုအတူတကွမရှိအတူရှိအတူနေထိုင်ကြတာဖြစ်ပါတယ်။ရွာလီရဲ့အနောက်ပိုင်းကတောင်ချီမှာတော့ဦးမိုင်းဆိုတဲ့အောင်လန်းဆရာရဲ့အင်ငယ်လေးတအိမ်ရှိပါတယ်။ဦးမိုင်းကဒီရွာလီမှာနေထိုင်လာခဲ့တာသူတသက်ပင်ရှိပြီးဖြစ်ပြီးတော့မကောင်းတဲ့အောင်လန်းအတတ်ပညာနဲ့အတတ်မွေးဝမ်းကြောင်းပြုသူဖြစ်ပါတယ်။ ရှော်ရီတို့တွေကလည်းဆရာတော်မရှိစဉ်အခါကသူတို့ရဲ့စီးပွားရေးကအစတာရေးနိုင်ရေးအစုံဦးမိုင်းကိုပဲအားကိုးကြပြီးတော့ရူတီကြောင်းရွံ့ကြပါတယ်။သူကအောင်လပညာနဲ့ယောဂတချို့တွေကိုလည်းကုသပေးနိုင်ပါတယ်။ဦးမိုင်းကတာမန်ဆရာဝန်တွေကုသမပေးနိုင်တာကိုကုသပေးနိုင်ပြီးမော်ပညာကိုကျွမ်းကျင်သူတယောက်လည်းဖြစ်ပါတယ်။ရှော်ရီကသူတွေကတော့ဦးမိုင်းကိုယုံကြည်အားကိုးကြပြီးတော့ယောဂဝေဒနာတစ်ခုခုခံစားရတာနဲ့ဦးမိုင်းစီမှာပဲလာရောက်ပြကြကော စေကူတာမှုခံယူကြပါတယ်။အခုလေသူ့ကိုအားကိုးနေကြဆဲရှိတဲ့ရွာတွေကဇနီးမောင်နှံကအောင်းလန်းဆရာဦးမိုင်းစီမှာရောဂါလာရောက်ကိုတန်းနေကြပါတယ်။ဒါကြောင့်အခုသူဟာအမွေတချောင်းထောင်းထနေတဲ့ဖလားတွေကရေရီတွေကိုလူတိကောင်ကနေယူထားတဲ့အစီရင်နဲ့ရောဆက်ကအောင်းလန်းအစီရင်ကိုပြည့်စုံမှန်းမှုန်နေပါတယ်။ဦးမိုင်းကအောင်းလန်းပညာကိုတစ်ဖက်ကန်းခတ်တက်မြောက်ပြီးရောဂါအမျိုးမျိုးကိုကုသပေးနိုင်သူဖြစ်ပါတယ်။ ရွာလေးရဲမှာတော့အခုလိုအောင်လံပညာကိုတက်မြောက်ပြီးစေကူတာပေးနေတဲ့သူကအုံမိုင်းတယောက်ထဲသားရှိပါတယ်။ပြီးတော့အုံမိုင်းကအစားတောက်စရာတွေအများကြီးစားရတာကိုသဘောကျပြီးတော့သူကတော့တစ်ခါတစ်ခါစားရင်ဟင်းပွဲအများကြီးကိုစိတ်ကြိုက်စားတောက်လို့ရှိရဲ့အစားကျူးသူတယောက်လည်းဖြစ်ပါတယ်။အခုလေသပွင့်ရှိစီပေါ်မှာစားတောက်စရာဟင်းပွဲမျိုးစုံကိုပြင်ဆင်ထားပြီးတော့စားတောက်စရာရဲ့အနံ့တွေကတင်းပြတ်မွေးကြိုင်နေတာကြောင့်အုံမိုင်းတယောက်ဗိုက်ဆဆာနဲ့ အငမ်းမရအမြန်ယူစားနေပါတယ်။ဥမိုင်းကတော့အစာကောက်တော့ဖွေရာတွေကိုစားတော့ရင်သူ့လိုချင်တဲ့အခုလိုအချိန်လေးမျိုးမှာရှိနေရတာကြောင့်တင်းနဲ့အာရနေပါတယ်။အခုလိုငါတိုင်းဘယ်သူစားတော့နိုင်မှာလဲ။စီးစိမ်ရောဘယ်သူခံစားနိုင်မှာလဲ။ငါအွန်လိုင်းပညာကိုသင်ယူရမယ်။အရင်ကမှန်သွားတာပဲ။အခုဆိုဒီအောင်လုံးကငါ့ကိုယူသေးကြပြီ။ငါပြောတာကိုနားထောင်ကြတယ်။ဒီတော့ငါကဒီရောအရှင်သခင်ပဲပေါ့။ ။ဦးမင်းကတော့ကိုကိုကိုလေးအတကြီးနေပြီးတော့စိတ်ကြီးဝင်နေပါရဲ့။ရွာသားရိအပေါ်မှာအခုလိုအောင်လံပညာနဲ့အတုံးချရတဲ့အပေါ်မှာလည်းခြေနဲ့နေပါရဲ့။ခဏနေတော့ဦးမင်းတယောက်ဝိုင်းတစ်ခါကိုအားရပါရမောတောက်လိုက်တဲ့အချိန်မှာပဲချက်ချင်းဆိုသလိုရှိဝေးသွားပြီးတော့သူ့ရဲ့ဘိုက်ကထူးအောင်လာသလိုခန်းစားရပါရဲ့။အိုးငါဘိုက်တည်းရောဘလို့ဖြစ်ရတာလဲ။ဘိုက်တည်းကအရင်နာကျင်လာပါလား။အစားများမလို့လား။ဒါမှမဟုတ်ငါဘိုက်တည်းကဘာမှဖြစ်နေတာလဲ။ဘလို့ခံစားမှုမျိုးလဲကွာ။ ဘာလို့ဒီလောက်တော့ကြင်ထန်နေရတာလဲဒီလိုမျိုးငါတစ်ခါမှမခံစားဘူးပါဘူးငါဘာများမှားသွားလို့လဲဦးမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအရန်ကိုနာကျင်လာပြီးတော့မချိမဆက်ခံစားမှုတွေနဲ့အတူတူသူ့ရဲ့မျက်နှာကလည်းပုံပြတ်ပန်ပြတ်ဖြစ်လာပါတယ်။နာကျင်မှုကအယိုးရိထိထိုးပေါက်နေသလိုခံစားနေရပါတယ်။ချက်ချင်းပဲဦးမိုင်းကတဲမျက်မော်ကိုလေးကျသွားပြီးနာကျင်စွာအဟိတ်ညင်ညူရင်းတဲမျက်မော်မှာလွလွနေပါတယ်။ ူ့ရဲ့အမြင်တွေကလည်းတဖြည်းဖြည်းနဲ့မုံဝါးလာပြီးတော့နှက်ခမ်းတွေပါတုံလာပါတယ်။ဦးမိုင်းလည်းအချိန်ကြီးဆိုးရွားလာတာကြောင့်သူ့တမြုပ်ထားတဲ့ကာရာတွေကိုရွတ်ဆိုလိုက်ပြီး အစိတ်ပြေစေးရွက်ကိုပါစက်ထဲထဲကအမြင်ဝါးလိုက်တော့စေးရွက်ရဲ့အာနိသင်ကြောင့်နာကျင်မှုကတဖြည်းဖြည်းသက်သာလာခဲ့ပါတယ်။အယံကိုခံရခဲ့တဲ့နာကျင်မှုကြောင့်တာဟာတာမမဟုတ်ဘူးတခုခုတော့အမှားနေပြီဆိုတာကိုသူတွေးလိုက်မိပါတယ်။ဒါဒါဒါကတာမန်ယောဂါတော့မဟုတ်တော့ဘူး။ ါကတစုံတရာငါ့ကိုပြန်တိုက်ခိုင်းနေတာပဲဖြစ်ကောင်းဘလူလူကများငါ့လူဆရာကိုလာပြီးတော့တိုက်နိုင်ရမှာလေငါကြောင့်မသိသေးလို့တွေးတိုးလာစားနေတာမလောက်ကြီးမလောက်စားနေမြာဟိ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 တိတ်ကြသေးရဗောသူတော်သားစိတ်မခံချင်စိတ်နဲ့သာကြုံဝလိုက်ရပါတယ်ဒါပေမဲ့နာကျင်မှုကြောင့်တတတော်ခဏပါပဲစိတ်အရှိန်ပြေတာနဲ့ပြန်ပြီးတော့နာကျင်ခံစားလိုက်ရပြီတော့ကျဲမြင့်ပေါ်မှာပြန်ပြီးလူလို့ရင် မခံမရနိုင်ပုံနဲ့ညှို့နေပါတယ်နောက်ဆုံးမှာတော့အုံမိုင်းလေးထိုးအံလိုက်တာ ပါဇက်တဲကနေသွေးတွေထွက်ကြလာပါတယ်။သူ့သွေးတွေမှာထိုးအန်လာတော့မှအတော်လေးကိုထိုင်လန်းသွားတယ်။ဒီရောမှတခခုကိုတတိယသွားတယ်။ဟာဒါတမ်းကန်တက်ခက်ခံရလား။ငါချင်းကလုခဲ့တာတွေတော့ငါစီကိုအခုပြန်လာတာတင်နေ။ငါခန္ဓာကိုယ်တော့ငါမထိန်နိုင်တော့ပါလား။ဒီဘောင်ကိုတခခုတော့ရောက်လာတော့မယ်တင်နေ။ဦးမိုက်တယောက်ဂျမ်းမြမမပြန်ပြီးတော့လူလူနေရင်တိတ်လို့မတက်အောင်ကိုခန်းစားနေရပါတယ်။ ဒါကတော့သူပြုလုပ်ထားတဲ့မကောင်းတဲ့အကျိုးပေးတိုင်းပြန်ခံစားရတာဖြစ်ပါတယ်။ဥမိုင်းထက်ထားသလိုပါပဲ။နောက်ရမှာတော့ရွာရီကိုဆရာတော်တပါးကဆွန်ခင်ရောက်ရှိလာပါတယ်။ဆရာတော်ဦးဥတ္တမကတော့တပတ်ရွာကနေတရားအားထုတ်ရင်ဒီရွာလေးကိုတပါးရင်းကြောက်ရောက်လာခဲ့တာဖြစ်ပါတယ်။ဆရာတော်ကြားလာတဲ့ဆိုတဲ့တဲ့င်းကတော့ရွာလေးရဲ့မှာချက်ချင်းပဲပြန်နဲ့ရောက်ရှိသွားပြီးရွာသားတွေကလည်းဆရာတော်စီကိုရောက်ရှိလာကြကအယူအသိပေးကြပါတယ်။ရှင်ဗျာ တပည့်တော်ရဲ့ရွာလေးမှာတရင်သုံးတော်မူပါဗျာရွာလေးကတာယာလှပပါတယ်ဗျာအရှင်ဖျားတရင်သုံးအစဉ်ပြောင်းတပည့်တော်တို့အရာရာပြင်ဆင်ပြီးမှာပါမှန်ပါတယ်အရှင်ဖျားတပည့်တော်မတို့ရွာလေးမှာကယဟန်တန်ကားတွေမရှိတော့ကုတုပြူအမှန်ဝင်တာပဲဖြစ်ဖြစ်တာရင်နိုင်ရဲ့ကိစ္စအဝဝတွေမှာအခက်ခဲဖြစ်ရပါတယ်ဗျာပြီးတော့ရွာတရွာမှာလည်းယဟန်တန်ကားရှိတော့ရွာကပိုးပြီးတော့တက်တဲ့စက်တွေရှိပါတယ်ဗျာဟုတ်ပါတယ်ဗျာဗျာတပည့်တော်တို့လည်းနေ့စဉ်နေ့တိုင်း တရားဘာဝနာများအားထုတ်ကြပါလေဗျာတလေးပါလေးရလာတော့တရားလေးနဲ့မှုလို့ကြပါလေဒါကြောင့်အရှင်ဗျာဒီရွာလေးမှာတရင်သွုံးမှုအတွက်တပည့်တော်တို့ဝတ်တော်ခါရတောင်းမှလျှောက်ထားပါတယ်အရှင်ဗျာဆရာတော်လေးရွာသားတွေကအကျိုးကြောင်းစီလျော်စွာတောင်းမှလျှောက်ထားကြတာကြောင့်ခက်ဖြော့ဖြော့ပြုံးလိုက်ကအဲဒီရွာလေးမှာပဲတရင်သွုံးတော်မူပါလေပြီးတော့ရွာသားတွေကလုထားတဲ့စုံထမင်းဟင်းတွေကိုလက်ခံရင်ဂရုဏာတတ်တဲ့မျက်လုံးနေပြန်ကြည့်နေပါရဲ့ နောက်တော့ဆရာတော်ကလည်းဥဖြူတီတို့ဇနီးမောင်နှံကိုကြီးကစုပေးပါတော့တယ်။ရွှေလေးကိုဆရာတော်ကြောက်ရောက်လာပြီးတဲ့နောက်ကစလို့ရွှေသားရီဟာကောင်းကျိုးချမ်းသာတွေကို ရရှိလာကြပါတယ်။ရွှေလေးကလည်းအရင်နဲ့မတူတော့ကစုပြေးလာပါတယ်။ရွှေသားရီကလည်းကုသကောင်းမှုလေးတွေကို ပြုလုပ်ခွင့်ရလာပြီးတော့ဆရာတော်ရဲ့အဆုံးမမှုကြောင့်ပို့ပြီးတော့အေဂျင့်မှုကိုခန်းစားလာရပါတယ်။ငါတို့ရွှေလေးတွေကိုဆရာတော်ရောက်လာတာရန်ကန်ကောင်းလာပဲ။ကုသတရားတွေလုပ်ခွင့်ရလာတယ် ရွာကလည်းအရင်နဲ့မတူတော့ပဲပို့ပြီးတော့ချက်တည်းရှိလာတယ်။ရွာတွေကသူတွေကဆရာတော်ကိုအရင်ကထပ်ပို့ပြီးတော့ဂိုကွင်စည်းကပ်လာကြပါတယ်။ဆရာတော်ကလည်းရွာသားတွေကိုတီလာပေးပြီးတော့စေတမာရီရစေဖို့အတွက်တရားထိုက်ခိုင်းပါတယ်။နာမကျန်းဖြစ်နေတဲ့ရွာသားတွေဟာဆရာတော်ရဲ့မြတ်တာအစွမ်းထက်ရင်မှန်းရည်ကြောင့်ခဏချင်းအတွဲမှာပဲယူပြစ်သလိုတတပျောက်ကင်းသွားကြပါတယ်။ဒါကြောင့်ရွာတွေကသူတွေကဥမုံထံကိုမသွားတော့ဘဲနဲ့ဆရာတော်စီကိုပဲတောင်းရောက်ကား ကုသိုလ်ရုံရင်းနဲ့ဆရာတော်ရဲ့အဆုံးအမတွေကိုခံယူကြပါရယ်။ဥမုံတယောက်တရက်ထက်တရက်လူလာကျေးလာတာကြောင့်ရွာရင်ကသူတွေကိုအပြစ်မြင်လာပြီးတော့အခုရပိုင်ရောက်ရှိလာတဲ့ဆရာတော်အပေါ်မှာမနာလိုဖြစ်လာခဲ့။တစိမ်ကဆိုရင် အမေလွတ်လို့လူမပြတ်တတ်တဲ့ဥမုံရဲ့အိမ်ဟာတိတ်ဆိတ်ခြောက်ကလာခဲ့ပါရယ်။ဥမုံတယောက်မနာလိုစိတ်ဒေါသပြပါရာတွေနဲ့ဆရာတော်အပေါ်မှာမျက်မှောင်ကျိုးနေပါတော့တယ်။ဟုတ်ပါရယ်။ဆရာတော်ရောမှမရှိခင်တော့ကရာသူရသားတွေဟာ အောက်လန်းဆရာချီကိုပဲကာကြီးအစအအဆုံးအကုလာခဲကြတာအခုဆရာတို့ရောက်လာပြီးတဲ့ကဘသူမှသူ့စီကိုရောက်မလာကြတော့ဘဲနဲ့တနည်းအားဖြင့်သူ့ကိုအာမကိုကြတော့ဘဲဆရာတို့အနာမှာပဲလိုအပ်တဲ့အလုပ်များကိုလုပ်ကင်ပြီးကိစ္စရည်အတွက်ဆရာတို့ကိုပဲအာကိုနေကြတာကြောင့်မဥမုံကအန်ကိုဆစ်ဆစ်ကြည့်ရင်းနဲ့ဒေါသအလျောက်မကောင်းတဲ့အကျန်စီရီကိုချက်စီနေပါတော့တယ်အခုဆိုရင်ရွာထဲကသူတည်းရနောက်မှရောက်လာတဲ့ဆရာတို့စီကိုပဲတွားပြီးပူဇော်ကြကုန်ပြီ ဒီဆရာတော်ရောက်လာကလေးကငါရတင်ရလိုက်တာတွေမရတော့ဘူးငါမှရလက်တွေလက်လာပါတွေတော်တော်ပိတ်သွားတာပဲအချင်းလုံးငါ့ကိုလည်းအားမကိုတော့ဘူးငါစီလည်းမလာတော့တဲ့ပြင်ငါရှိမှန်းတော့ဂယုမထားကြတော့ဘူးဒီပုံစံဆိုရင်မဖြစ်သေးဘူးမကြခင်ငါ့ရဲ့တောင်းဝန်နေရေးပါထိခိုက်လာနိုင်နေဒီတော့ငါပြန်ပြီးတော့အရင်ကအချင်းနေမှုဖြစ်လာအောင်ပြန်စူးစမ်းရမယ်ဒီပုံကြီးကငါ့ရဲ့နံပါတ်1ရန်သူပဲငါသူ့ကိုအရင်ဖယ်ရှားတွေးကြသေးတာပေါ့ ။ဦးမောင်တယောက်ဆရာတော်ကိုလှုပ်ချန်ဖို့စီစဉ်ပါတယ်။ဒီလိုနဲ့ဆရာတော်ကိုကတ်လူမင်းအချုပ်ပွဲကိုပြန်ဆန်းလိုက်ပြီးဆရာတော်ကိုတောင်းရောက်ကတ်လူပါတယ်။ဦးမောင်ကစားတော့ဆရာရဲ့အများကြီးကိုပြန်ဆန်းလာပါတယ်။ဦးမောင်တယောက်နာကြီးမှုမုံတိမှုရင်းနဲ့သူရဲ့အကြံစီပေါ်ဂျင်းနဲ့အာရစွာပြုံးလိုက်ပါတယ်။ဆရာတော်ကတော့တင်းငင်းအေးချမ်းစွာထိုင်ရင်းနဲ့ဦးမုံကိုကရုဏာသက်စွာကြည်နေပါတယ်။အဲဒီနောက်ဦးမုံကဆရာတော်ကိုအမြန်ဖုံးပေးဖို့ရှောက်တန်းလိုက်ပါတယ်။ အရှင်ပြေအမြန်ဖုံးမိလိုက်ပါဗျာဒီစားကောင်းတောက်ဖွေတွေကိုဇရာတော်လည်းသဘောကျပါပါဗျာဥမုံကဇရာတော်ကိုရှောက်တင်ရင်ကောက်ချက်စွာပြုံးလိုက်တယ်ပြီးတော့သူဟာမကောင်းတဲ့ကံတွေကိုကျူးလွန်ရင်းနဲ့ဆရာတော်အစိတ်တနော်မကိုစိတ်ထဲကနေအာရချိန်နေနေပါတယ်ဂျေဇုတမန်တော်တကကြီးဇရာတော်ကစောထမင်းဟင်းတွေကိုဖုံးပေတော်မလို့ပြဆက်နေတော့ဥမုံတယောက်ပြုံးနေပြီးတော့တေချာကြည့်နေပါတယ်ဇရာတော်ကဥမုံရဲ့စောဟင်းတွေကို ဖုံးပြလိုက်ပြီးတည်တည်ငြိမ်ငြိမ်နဲ့ဆက်လက်ထိုင်နေပါတယ်။ဥမှုတော်ဆရာတော်ကဘာမှထူးခြားမှုမပြတာကြောင့်နှစ်ဖူးပေါ်မှာချွေးစည်းတွေပြန်လာပြီးတော့သူရဲ့စိတ်ထဲမှာလည်းမလုံမလည်ဖြစ်လာပါတယ်။ဆရာတော်ဇွန်ဟင်းတွေဖုံးပြရတာအဆင်ပြေပါလို့နော်။တပည့်တော်ကဒေယုံနဲ့စားတော့ရတာမလွယ်တဲ့ဇွန်ဟင်းတွေကိုချက်ပြုတ်ပြင်ဆင်လာတာပါဗျာ။ဥမုံကတေချာလျှောက်တက်လိုက်တယ်။ခဏကြာတော့ဆရာတော်ကဥမုံကလူတွေဇွန်ဟင်းတွေအားလုံးကိုဖုံးပြလို့ပြီးတော့ပါတယ်။ ။ဦးမုံလေးသူထမတ်ထားသလိုဇရာတော်ကဘာမှဖြစ်မလာတာကြောင့်မျက်နှာပြတ်သွားပြီးတော့ချက်ချင်းပဲထိုင်နေရကနေအပြင်ကိုထွက်လာခဲ့လိုက်တယ်။အင်ကိုရောက်လာတော့ဇရာတော်ကိုအစိတ်ခတ်ခဲ့ပေမယ့်ဘာမှ ဖြစ်မလာတာကြောင့်အံ့အားတနေပြီးတော့ဘာလို့သူ့ရဲ့အစီအစဉ်ကအလုံးမဖြစ်တာလဲလို့စဉ်းစားနေမိပါတယ်။ညာဘာလို့လုပ်ခဲ့တာမအောင်မြင်ခဲ့ရတာလဲ။တခုခုများမှားလို့လား။ဒီလိုလည်းမဖြစ်နိုင်ပါဘူး။ငါအားလုံးကိုတည်တည်ကြကြစီစဉ်ထားပြီးသားကိုဒါဆိုရင်ဘယ်ရာကမှားနေတာလဲဒီဇင်ရော်က ဦးမုံကတွင်းရင်တွင်းရင်မကြေမနက်ဖြစ်လာပါရယ်။ဆရာတော်ကဘာလို့အစိမ်းမမိတာလဲလို့လဲတွင်းရင်နဲ့အော်နေခဲ့ပါရယ်။နေပါဦး။သူ့မောငါတက်တာလေဘလို့စွမ်းနေများရှိနေတာပါလေ။ငါအစိခက်ခဲ့တာဘာမှမဖြစ်ရတော့သူကဘလောက်စွမ်းထက်နေရတာလေ။နောက်ဆုံးမှာတော့ဦးမုံဟာသူ့ရဲ့အပြစ်တွေအားလုံးအတွက်နောင်နာရပြီးတော့သူခံစားနေရတဲ့ယောဂဝေဒနာတွေကိုလည်းဆရာတော်ကကုသပေးနိုင်မယ်လို့တွေးလိုက်တယ်။ဒီလိုနဲ့ဦးမုံလည်းမနဲ့ဆော့ဆော့ကြရင်ဆရာတော်စီမှာ သူ့ယောဂဝေဒနာကိုတရောက်ကုသခိုင်မှုအတွက်စဉ်းစားလိုက်ပြီးမနေ့စစောမှာပဲယောဂဝေဒနာတွေကပြန်ဖြစ်လာတော့ခြေထုံးနဲ့ထုံးနေနေဆရာတော်စီကိုသွားလိုက်တာဆရာတော်ကထုံးဆက်အတိုင်းတင်းငိမ့်အေးဆန်းစွာထိုင်နေပါတယ်ဆရာတော်ကလည်းဥမုံတယောက်သူ့စီကိုဝေဒနာတွေခံစားလိုက်ရပြီးတော့လာနေရာကိုသိလိုက်ရပြီးမေတ္တာတွေကို ပို့လွှတ်ပေးထားပါတယ်ဆရာတော်စီကိုရောက်လာတဲ့ဥမုံကအာကိုတကြီးနဲ့ချက်ချင်းပဲရှောက်တန်လိုက်ပါတယ်ဆရာတော်တပည့်တော်ရဲ့ယောဂဝေဒနာကိုကုသပေးပါခင်ဗျာတော့ ဆရာတော်တမကူတာပင်းတော့တပည့်တော်တည်ရပါတော့မင်းဦးမုံရင်လျှောက်တွင်ချက်ကိုဆရာတော်ကတင်းငင်းအေးချမ်းစွာအယုံစိုက်ထားပြီးတော့ဆူရှာရဲ့အကြည့်ရင်းနဲ့ဦးမုံရင်ရနေကိုထိုးဖောက်ဝင်အောင်တော်မတန်ကြီးကမင်းလေးပါတယ်တကားမင်းရကကတဲ့ဆုံးကတဲ့အစိတ်ခက်ခဲတယ်မဟုတ်လားဆရာတော်မိတော်မမှန်ပြေပါဒါဆိုရင်ဆရာတော်လေတကားရဲ့ယောဂကိုကုသပေးပါမင်းမမရိဖျောက်တပည့်တော်ကမနာလို့နဲ့စိတ်နဲ့လုတ်ခဲမိတာပါ တပည့်တော်စီကိုလာခဲ့တဲ့သူတွေကဇာရော့စီကိုပဲရောက်လာတော့မနာလိုဖြစ်မိပါလေဘုရားတပည့်တော်ဘုံကြီးဆုံးရှုံးစီရလေအရှင်တို့လဲဆလာပါပါနေမရတော့ဒါကြောင့်မဘေးဟာတပည့်တော်မှန်မှန်တည်ပါပြီဦးမော်လေးအရာအားလုံးကိုဇာရော့ကိုအမှန်တိုင်လျှောက်တန်လိုက်ပါတယ်လိန်နုအီလီတွေက တိုက်ခတ်နေပြီအေးမြမှုတွေနဲ့အတူဦးမုံတယောက်တဖြည်းဖြည်းဇာရော့ကိုချီးမြှောက်လေးစားလာပါတယ်ဇာရော့ကလည်းဦးမုံကအမှန်တိုင်ဝန်ခံလာတာကြောင့်တနာစိတ်နဲ့ခေါင်းကြီးပြလိုက်ပါတယ် ဆရာတော်ကတစ်ချိန်တည်းမှာပဲရေစလုံးတစ်ခုကိုလမ်းယူလိုက်တယ်။ပြီးတော့ဆရာတော်ကဂါရာရီကိုမမ်းမုတ်ရွတ်ဆိုလိုက်ပြီးအတွင်ကျတော့ဥမုံကိုကျမ်းမြေပေါ်မှာလဲချခိုင်းလိုက်ပါတယ်။အဲဒီချိန်မှာပဲဥမုံကိုယောဂဝေဒနာတွေကပြန်နှိပ်စက်လာပြီးတော့ကျမ်းမြေပေါ်မှာအော်ဟစ်ညဉ့်ညွန်ရင်းနဲ့လွလွနေပါတယ်။ဆရာတော်ကဥမုံကိုကရုဏာသက်စွာကြည့်လိုက်ပြီးမြေတားတွေကိုသာပုတ်လွှတ်ထားကဂါရာရီကိုရွတ်ဆိုနေပါတယ်။အဲဒီနောက်ဆရာတော်ကတည်ငြိမ်မှုအပြည့်နဲ့ ။ဦးမုံကိုကြီးကဖလာရီကရေရီကိုဖြည်းဖြည်းလောင်းချပေးလိုက်ပါရီ။ဆရာရီမြတ်တာအစွမ်းထက်ရေမန်းရေရီကဦးမုံရဲ့ခန္ဓာကိုယ်အနက်စီးဝင်သွားပြီးတဖြည်းဖြည်းနဲ့ဦးမုံတယောက်ယောဂဝေဒနာတွေကနေတက်တာပြောက်ခင်းသွားပါတော့တယ်။ဦးမုံရဲ့ခန္ဓာကိုယ်ကနာကျင်မှုတွေမရှိတော့ဘဲနဲ့ပော့ပါလာတယ်လို့ခန်းစားရပါရီ။ဒီတော့မှသူလည်းဖြည်းဖြည်းချင်းထထိုင်လိုက်ပါတော့ရင်တတသွားပြီမဟုတ်လားတကမကောင်းမှုကိုဒီကနေရစပြီးစွန့်လွတ်လိုက်ပါ ကိုယ်ရဲ့အဖြစ်တွေကိုဈေးကြောဖြစ်ပြီးကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပါဒီရင်မန်းကတကားကိုပေးကင်စေလိမ့်မယ်မနေ့ကရဲ့နေအောင်ကြီးတွေကနှီးထွေးပြီးတော့ဂျီလင်ကာလှပနေပါတယ်ဘုံကြီးကြောင့်ဇေယလီရဲမှာတော့ရွာတွေကသူတွေကအပြည့်ရောက်ရှိနေကြပါတယ်ဆရာတော်ကရောက်ရှိလာကြတဲ့ရွာသားတွေကိုတရားရင်အေးတိုက်ကျွေးနေပါတယ်တကားတို့ဘုံဘုံဒီရွာလေးကနေတခြားနေရာကိုကြွားရောမယ်အရှင်မြဒီရွာလေးမှာပဲတည်နှောင်းပါလားဗျာ ဆရာတော့ဒီမှာရှိနေတာတပည့်တော်တို့အတွက်လည်းအားကိုးရသေးပါရဲ့ဗျာဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာကြပါစေအီးချမ်းပြီးတည်ငြိမ်မှုရစေပါပါဓမ္မကအရန်ကိုစွန့်ထပ်ပါတယ်စိတ်ကိုဖြူစင်အောင်ဓာပြီးကောင်းမှုကုသိုလ်လေးတွေကိုပွားများအားထုတ်ကြပါတကားတော့တင်ပါရှင်ဗျာဆရာတော်မရှိရင်လည်းသုံးမဩဝါဒတွေကိုနည်းမသားထားပါမယ်ကဲတကားတော့ဘုံဘုံလည်းဒီရွာလေးကနေထွက်ခွာသွားဖို့အချိန်တန်ပါပြီ အားလုံးဆရာတော်ရဲ့အဆုံးအမနဲ့ညီနေထိုင်ကြပါတရားဓမ္မကိုလည်းကိုးကွယ်စည်းကပ်ကြပါ ကောင်းမှုကုသိုလ်အလုပ်လေးတွေကစဉ်လုံးကိုအေးချမ်းစေနိုင်မှာမကွယ်ဆရာတော်ကအဆုံးအမဩဝါဒပေးပြီးတာနဲ့ရွှေလေးတွေကနေတခြားတော်ဥထဲကိုကြောက်သွားပါတော့ရေဟုတ်ကဲ့ပါရှင်ဇလန်လေးကတော့ဒီမှရင်ပြီးဆုံးသွားခဲ့ပါပြီမကြခင်မှာလည်းအခုထပ်ကောင်းတဲ့ဇလန်လေးတွေနဲ့အတူတူပြန်လာခဲ့အောင်မှမို့ဆောင်းမြောအပေးကြပါအောင်နော်ခုလိုအပင်းနာဆင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင့်